ကျွန်တော်ကတော့ဘလို့အကြံပေးခြင်းလဲဆိုတော့ဗီဒီယိုနဲ့ promotion post ကိုတွဲရန်ဗီဒီယိုကို blog ရာခိုင်နှုန်းကြည့်သွားရင် promotion post ကိုမြင်ရတယ်ဆိုတော့အဲဒီ custom audience ပဲဖြစ်ဖြစ်ကျွန်တော်စောင့်ချလိုက်ပြီးတော့မှ promotion post ကိုအဲ dark post အနေနဲ့ဖြစ်ဖြစ် run နိုင်တယ်ဆိုလို့ရှိရင်ကပို့ပြီးတော့ effective ဖြစ်နိုင်ပါတယ် sales တက်အောင်ဆိုရင်အခုချိန်မှာ video content တွေအပြင်တခြားဘယ်အပိုင်းတွေကိုသွားတက်လဲ brand awareness engagement အပိုင်းတွေကိုပေါ့နော် consumer electronics အပစ္စည်းတွေတက်ပါရှင်တဲ့ဆိုရင် video content တွေက sales တက်လို့ရှိရင်ကျွန်တော်မြင်တာကတော့ engagement နဲ့ awareness ပဲကိုသွားကြတာပိုပြီးတော့များတယ်ဘာလို့လဲဆိုတော့အကြောင်းကြီးက maybe maybe ကျွန်တော်သိထားတဲ့ဟိုဟာလေမာကောင်းပါလိုက်တယ်ပေါ့နော် မားကောင်းမားနိုင်တယ်ဆိုတာအာတတော်ဗျာဒီ Facebook Facebook မှာဗီဒီယိုရိုင်းလိုက်ရဆိုလို့ရှိရင်ကဟာဗီဒီယိုဖီးရဲ့ဝင်သွားတာအင်းခဏရောကျွန်တော်ဗီဒီယိုလေးတစ်ချက်ရှာလိုက်အောင်ကျွန်တော်ရဲ့ LS Kai page ပဲကျွန်တော်ဝင်ပြတော့မယ် ကျွန်တော်ရူဖီမှာအခုတော့ဗီဒီယိုတက်မယ်โอเคကျွန်တော်ဒီဗီဒီယိုရှင်းထားတော့ right အဲ့တော့အဲ့ဗီဒီယိုပါကျွန်တော်တို့ကထည့်လိုက်တယ်ဆိုလို့ရှိရင်ဒါဗီဒီယိုဖိလို့ခေါ်တယ်အဲ့တော့အောက်ကဟာဒီအကောင်လုံးကစောဗီဒီယို right အဲ့တော့အဲ့အကောင်လုံးကဗီဒီယိုဖြစ်နေတဲ့အချိန်မှာလူတွေကဗီဒီယိုတစ်ခုကြည့်ပြီးဆိုလို့ရှိရင် Facebook က automatic နောက်ဗီဒီယိုတစ်ခုတက်လာပြီးလို့ရှိရင်နောက်တဲ့ဗီဒီယိုတစ်ခုတက်လာဆိုတော့ဗီဒီယိုတစ်ခုကြည့်ပြီးဆိုလို့ရှိရင်လူတွေကဈေးဝယ်ဖို့ကနည်းနည်းစားတယ်ကြောက်မှာဆိုလို့ရှိရင်နည်းစားတယ်အဲ့တော့ဟို awareness အနေနဲ့ဆိုလို့ရှိရင်တော့ဗီဒီယိုတွေဒီကောင်းတယ်ဥမာပစ္စည်းအကြောင်းရှင်းပြတာဥမာပစ္စည်းဘယ်လိုခြေနေရှိလဲလူတွေရဲ့ attention ကို capture လုပ်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ဗီဒီယိုတွေကကောင်းတယ် အဲတိုးတော့ဟိုဘယ်လိုပြောလဲဗီဒီယိုတွေကြောင့်ဗီဒီယိုတွေခဏခဏကျွန်တော်တို့ဂိမ်းညော်ညာရလို့မျိုးဟိုဂိမ်းဆော့ချင်တာဆိုပြီးတော့ဗီဒီယိုခဏခဏညော်ညာတဲ့ဒါပါကြရှင်းအောင်လာတော့ပြန်ပါဆိုတော့အဲ့လိုမရှိဘူးဆိုတော့ကျွန်တော်ကျွန်တော်ကတော့ဘယ်လိုအကြံပေးခြင်းလဲဆိုတော့ဗီဒီယိုနဲ့ promotion post ကိုတွဲရန် ဗီဒီယိုကိုဘလော့ရာခိုင်နှုန်းကြည့်သွားရင် promotion post ကိုမြင်ရတယ်ဆိုတော့အဲဒီ custom audience ပဲဖြစ်ဖြစ်ကျွန်တော်ဆောက်ချလိုက်ပြီးတော့မှ promotion post ကိုအဲ dark post အနေနဲ့ဖြစ်ဖြစ် run နိုင်တယ်ဆိုလို့ရှိရင်ကပို့ပြီးတော့ effective ဖြစ်နိုင်ပါတယ်။ဟုတ်။အဓိကအဲ့အဲ့အဖြစ်ကျွန်တော်ကျွန်တော်ခုနဗီဒီယိုရှာနေတာ။